ပြည်ဦးတွင်ကော်ဖီစီမံခိမ်းမြေများအတွက်ရောင်းခွန်များယခုလအတွင်းပေးဆောင်ရမည်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်ဦးတွင်ကော်ဖီစီမံခိမ်းမြေများ ရောင်းခွန်ပေးဆောင်ဖို့ကြန့်ရှိသူတွေအနေနဲ့အခုကျွန်းလ73ရက်နောက်ဆုံးထားပေးဆောင်ရမယ်လို့စိုက်ပျိုးရေးဦးစီးဌာနကအတည်ပြုထားပါတယ်။ မန္လေးတိုင်းဒေသကြီးပြုံးလွင်ခရိုင်ပြုံးလွင်ဒေသကော်ဖီစီမံခိမြေလွတ်မြေလက်မြေရိုင်းမြေနယ်တစ်တော်မြေများတွင် ကော်ဖီစီမံခိမြေတွေ ဖော်ဆောင်ခွင့်ပြုထားရာရောင်းခွန်ပေးဆောင်ဖို့လူပေါင်း955ဦးကြန့်ရှိနေတယ်လို့ဆိုပါတယ်။ အဆိုပါနေရာတွေမှာ ကော်ဖီဆိုင်ပြိုးလောက်ကိုင်းခွင်းကို စားချုပ်ပါစည်းကမ်းသတ်မှတ်ချက်နဲ့အညီစားချုပ်ချုပ်ဆိုကခွင့်ပြုပေးခဲ့ပြီးအချို့သောလုပ်ငန်းရှင်တွေကမိမိသဘောဆန္ဒအလျောက်ရောင်းချထားဝယ်ယူထားတွေပြုလုပ်ခဲ့ကြတယ်လို့သိရပါတယ် ဓာတ်ချောင်ကော်ဖီဆိုင်ပြိုးရေးလုပ်ငန်းအချိန်မတန်းစေရေးရည်ရွယ်ပြီးအထူးကိစ္စတရက်အနေနဲ့ရောင်းခွန်ဝယ်ခွန်ပေးဆောင်ထားကိုခွင့်ပြုထဲလို့နိုင်ငံပိုင်သတင်းစာတွေမှထည့်သွင်းကြေညာခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ ။အထီလိုကြီးညာခဲ့ပေမဲ့ဒူပုတ်ကို95ဦးဟာပြုံးလွင်ကော်ဖီစီမံကိန်းကြီးကြပ်ရေးအဖွဲ့ရဲ့စီးစစ်တင်ပြချက်အရလက်ရှိအချိန်တိုင်အောင်သတ်မှတ်ရောင်းခွန်တွေကိုတောင်းဝန်မဲ့စွာနဲ့ပေးဆောင်မှုမရှိတာကို စီးစစ်တွေ့ရှိရတဲ့တို့ဖော်ပြထားပါတယ်။ ဒါကြောင့်ရောင်းခွန်ပေးဆောင်ရန်ကြန့်ရှိသူများအနေနဲ့ဂျွန်လ23ရက်နောက်ဆုံးထား၍ရောင်းခွန်ပေးဆောင်ကြရန်နှင့်ပေးဆောင်မှုမရှိပါကမြေလိုမြေလက်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေတည်ဆဲဥပဒေများနဲ့အညီတရားစွဲဆိုသွားမည်ဖြစ်ကြောင်းလည်းအတိပေးထားပါထဲလို့သိရပါထဲရှင်။